အားလုံးပဲမင်္ဂလာပါ။ POC သတင်းဌာနကနေကြိုဆိုပါရစေ။ကျွန်မကတော့အေးတင်စာပါ။ဒီကနေ့မှလ၁၈ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ရနစင်ရမယ့်သတင်းတွေကတော့၂၀၂၅ခုနှစ်နှစ်လတာကာလအတွင်းစစ်ကောင်စီတပ်သား၃၀ခန့်ကိုရှင်းလင်းနိုင်ခဲ့ပြီးစစ်တုံးပန်း၂၀ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ချင်းမျိုးသားတပ် UCNF ကပြောပါရစေ။စစ်ကောင်စီရဲ့ပြည်ရေးဝင်ကြီးဌာနလက်အောက်မှာ မလ18ရက်နေ့ကစတင်ကျင်းပတဲ့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲမှာချင်းပြည်နယ်ကကျောင်းသားကျောင်းသူ108ဦးသာတက်ရောက်ဖြည့်ဆည်းခဲ့ကြပါတယ်။မီဇိုရမ်ပြည်နယ်မှာမြန်မာပါဝင်အင်းနီချင်းနိုင်ငံကနေဝင်ရောက်လာတဲ့စစ်ပေးရှောင်4000ကျော်ရှိပြီးဇီဝအချက်အလက်ကောက်ယူနိုင်ရေးအတွက်ဗဟုအစိုးရနဲ့ညှိနှိုင်းဆောင်ရွက်နေတယ်လို့မီဇိုရမ်ပြည်နယ်ပြည်ထရေးဝန်ကြီးကပြောဆိုလိုက်တဲ့သတင်းတွေနဲ့တူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။၂၀၂၅ခုနှစ်နှစ်လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ရဲ့စခန်းတချို့ကိုသိမ်းပိုက်နိုင်ခဲ့ရမှာစစ်ကောင်စီတပ်သား30ခန်းကိုရှင်းလင်းနိုင်ခဲ့ပြီးစစ်တုံးပန်း20ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့လက်နက်ခဲယမ်း80ခန်းကိုလည်းသိမ်းဆီးနိုင်ခဲ့တယ်လို့ချင်းမျိုးသားတအူစီအန်ကပြောပါရယ်မလ20ရက်နေ့မှာအကြရောက်တဲ့38နှစ်ပြည့်ချင်းတုံးလှရင်နေ့မှာစစ်ရေးအောင်မြင်မှုတချို့နဲ့ပတ်သက်ပြီးချင်းမျိုးသားတအူစီအန်ထုတ်ပြန်လာတာဖြစ်ပါရယ် ချင်းမြူတာတက်မတော် CNA နဲ့ဒေသန္တရကကိုရဲတပ်ဖွဲ့တို့ဟာပြီးခဲ့တဲ့ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလနှစ်လတာအတွင်းမှာကလေးကန်ကိုကားလမ်းမပေါ်ကစစ်ကောင်စီတပ်စခန်းတချို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ချင်းမြူတာတက် OCNF အနေနဲ့2025ခုနှစ်အတွင်းမှာနိုင်ငံရေးစစ်ရေးတန်ရေးတမန်ရေးထုတ်ရှားမှုအရှိန်ကိုတိုးမြင့်ဆောင်ရွက်သွားမှာဖြစ်ပြီး38နှစ်ပြည့်ချင်းတော်ဟာရင်းနှီးမှာအကျဉ်းသား82ဦးကိုလည်းလွတ်ငင်းချမ်းသာခွင့်ပေးလိုက်တယ်လို့သိရပါတယ်။ ချင်းနဲ့အတွင်းစစ်ကောင်စီကင်းစင်ရေးနဲ့2008ဖွဲ့စည်းပုံခြေခံဥပဒေတည်ရောက်မှုမှန်တမ်းများအဆုံးသက်ရေးစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့လက်တွဲပြီးအဆုံးတိုင်တိုက်ပွဲဝင်သွားမယ်လို့ CNF ကပြောပါတယ်။2025ခုနှစ်မှာလ20ရက်နေ့ဟာ အာနာရှင်စနစ်မှန်သမျှအမြင့်ပြတ်ချင်းမုံပြီးအမျိုးသားကုပိုင်ပြဋ္ဌာန်းခွင့်နဲ့အမျိုးသားတန်းတူရေးအာမခံချက်ရှိတဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်လက်နက်ကင်တိုက်ပွဲဝင်လာခဲ့တာ38နှစ်ပြည့်ချင်းတော်လာရေးနဲ့ဖြစ်ပါတယ်။ချင်းတော်လာရေးကာလအတွင်းအသက်ပေးထူသွားကြတဲ့အာဇာနည်တွေကိုအုံရုတ်ကာရဝပြုပြီးကိုရင်ကတစိတ်တစ်ပိုင်းပေးထူသွားကြတဲ့ရေးဘုတ်ကောင်းများနဲ့ဆွန့်ဆွတ်ပေးဆက်နှင်နာခံတဲ့ပြည်သူတွေများအပေါ်မှာလည်းဒေသကုန်ပြုတ်ကြောင်းချင်းမျိုးသားတအူ CNF ကပြောပါတယ်။ အာနာတိန်စစ်ကောင်စီနဲ့အကြမ်းဖက်မှုကြောင့်ပြည်သူတွေဆုံးရှုံးခဲ့ရသောလူမှုဘဝပြန်လည်ထူထောင်ရေးအတွက်နိုင်ငံတကာအစိုးရအဖွဲ့အစည်းများစေတနာရှင်များအနေနဲ့ပံ့ပိုးကူညီပေးကြဖို့လဲ CNF ကတိုက်တွန်းနှိုးဆော်ထားပါတယ်။စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနလက်အောက်မှာမလ18ရက်နေ့ကစတင်ကျင်းပတဲ့တက္ကသိုလ်ဝန်ထမ်းဆောင်ရွက်ပွဲမှာချင်းပြည်နယ်ကကျောင်းသားကျောင်းသူ၄၀၀ရှိဦးသာတက်ရောက်ဖြည့်ဆည်းခဲ့ကြတယ်လို့သိရပါဗျ။2024-2025ပညာသင်နှင့် တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုချင်းပြည်နယ်မှာဟာခါနဲ့တီးတိမ်မြို့ကစာစစ်ဌာနနှစ်ခုမှာသာကျင်းပပြုလုပ်နိုင်ခဲ့ကြပါတယ်။ဟာခါမြို့စာစစ်ဌာနမှာပြည်သူခွင့်လျှောက်ထားသူ398ဦးနဲ့260ကဖြည့်ဆို့ကတိတိမျိုးစာစစ်ဌာနမှာဖြည့်ဆို့ခွင့်ရှောက်ထားတဲ့သူ158ဦးအနက်148ဦးကဖြည့်ဆို့ခဲ့ကြပြီးပြည်နယ်လုံးအတိုင်းအတာနဲ့စုစုပေါင်း108ဦးကသာဖြည့်ဆို့ခဲ့ကြတာဖြစ်ပါတယ်။ဒါဟာချင်းပြည်နယ်ရဲ့တမိုင်းတလျှောက်မှာ တက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြစ်စုသူအနည်းဆုံးနေဖြစ်ပါတယ်ဆရာနာသိမှုမဖြစ်ခင်ကချင်းပြည်နယ်မှာတက္ကသိုလ်ဝန်ထမ်းဆာမေးပွဲဖြစ်စုသူတောင်းနဲ့ချီရှိခဲ့ပြီးစစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့တနှစ်ပြီးတနှစ်ဖြစ်စုသူ နေပါလာခဲ့တာဖြစ်ပါတယ်။မနှစ်တုန်းကလည်းချင်းပြည်နယ်မှာတက္ကသိုလ်ဝန်ထမ်းဆာမေးပွဲဖြစ်စုသူ435ဦးသာရှိခဲ့ပါတယ်။တနင်္ဂနွေနေ့အတိုင်းအတာဖြင့်ရခိုင်ပြည်နယ်ဟာတက္ကသိုလ်ဝန်ထမ်းဖြစ်စုမှုအနည်းဆုံးပြည်နယ်ဖြစ်ခဲ့ပြီးချင်းပြည်နယ်ကဒုတိယအနည်းဆုံးပြည်နယ်ဖြစ်ပါတယ်။ တက္ကသိုလ်ဝန်ထမ်းဆံမဲပွဲကိုမလ18ရက်ကနေ22ရက်နေ့ထိပြည့်စုံကြမှာဖြစ်ပြီးမြန်မာတနိုင်ငံလုံးမှာမနေ့ကတက္ကသိုလ်ဝန်ထမ်းပြည့်စုံသူကျောင်းသားကျောင်းသူ2889ဦးရှိခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။မီဇိုရမ်ပြည်နယ်မှာမြန်မာအပေါင်းအင်းနီချင်းနိုင်ငံကနေဝင်ရောက်လာတဲ့စစ်ဘေးရှောင်လေးတောင်းကျိုရှိပြီးဇီဝအချက်အလက်ကောက်ယူနိုင်ရေးအတွက်ဗဟုအစိုးရနဲ့ညှိနှိုင်းဆောင်ရွက်နေတယ်လို့မီဇိုရမ်ပြည်နယ်ပြည်ထောင်ရေးဝန်ကြီးကပြောပါရတယ်။ မနက်၁၈ရက်နေ့ကကျင်းပတဲ့ကုချိန်မြောက်မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာစစ်ပင်းရှောင်အခြေအနေနဲ့ပတ်သက်ပြီးမေးမြန်းမှုကိုပြန်လည်ဖြေကြားရမှာပြည်ထောင်ဝန်ကြီးပူခေဆပ်တန်းကကအသိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။ယခုလက်ရှိမီဇိုရမ်ပြည်နယ်မှာမြန်မာစစ်ပင်းရှောင် 3,305ဦး၊ဘင်္ဂလားဒေ့ရှ်စစ်ဘေးရှောင်2,219ဦးနဲ့မနီပူပြည်နယ်ကစစ်ဘေးရှောင်2,633ဦး၊စုစုပေါင်း4,1355ဦးရှိနေတယ်လို့ဝန်ကြီးကပြောပါတယ်။စစ်ဘေးရှောင်တွေအားလုံးကိုဇီဝအချက်လက် biometric data ကောက်ယူနိုင်ရေးအတွက်ဗဟုအစိုးရပြည်ထရေးဝန်ကြီးဌာနနဲ့ဆက်လက်ညှိနှိုင်းရရှိပြီးဇီဝအချက်လက်ကောက်ယူရမှာအသုံးပြုမိ နီးပညာပိုင်းအဆင့်အစ်မဖြစ်သေးတာကြောင့်မဆနိုင်သေးတာဖြစ်တယ်လို့ဆိုပါတယ်။မီဇော်ရမ်ပြည်နယ်ကစစ်ပေးရှောင်တွေရဲ့လူဦးရေခြေနေအမှန်ကိုအတိအကျသိရှိဖို့ခက်ခဲပြီးနေဆက်ကတဆင်နေစင်တဲ့အမြောက်ဝင်ထွက်သူတွေရှိနေတာကြောင့်အရေးအတွက်မှာနိုင်ရင်းနဲ့အမြောက်ပြောင်းလဲနိုင်တယ်လို့ပြည်ထရေးဝန်ကြီးကပြောပါတယ်။ စစ်ပေးရှောင်တွေထဲမှာအမှန်တကယ်ဒုက္ခရောက်နေသူနေအိမ်မီရှုခံရလို့အဝတ်တထည်ကူတစ်ခုနဲ့ဝင်ရောက်လာသူတွေရှိနေတယ်လို့တချို့မှာလည်းဒေတာခံပြည်သူနဲ့ဆိုးရအတွက်နှောက်ယှက်ပြုတ်နေသူတွေလည်းရှိနေတာကြောင့်စစ်ပေးရှောင်တွေကိုစနစ်တကျကင်တွေဖြစ်ရှင်းနိုင်မဲ့နီလန့်ကိုအစိုးရကစီစဉ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ် မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပတ်ငါကျေးရွာကိုမနေ့ကညနေပိုင်းမှာစစ်ကောင်စီကတိုက်လေရင်နဲ့ပုံကျဲတိုက်ခိုက်လို့အမျိုးသမီး၃ဦးထပ်မံတေဆုံးပြီး၄ရက်အတွင်းအရက်သားတေဆုံးမှု၃၀ကျော်ရှိသွားပြီလို့သိရပါတယ်။မလ18ရက်ညနေ6နာရီဝန်းကျင်မှာစင်ကူးမြို့နယ်လက်ပံလာချေးရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုးသမီး3ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF ကထုတ်ပြန်ထားပါတယ်။ ။ဒီမတိုင်ခင်မလာ14ရက်နေ့စင်ကူမြို့နယ်လက်ပံဟာကျေးရွာကလူစီကားရဈေးဆိုင်ဓာန်တွေကိုစစ်ကောင်စီကအကြောင်းမဲ့တိုက်လေရင်နဲ့ပုံချိခဲ့ရမှာကလေးသူငယ်တွေအပါအဝင်ဒေသခံပြည်သူ32ဦးသေဆုံးက30ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။တပ်ပန်လာရွာဇေရန်ဘုံကျေးခံရမှုကြောင့်တေဆုံးသူ30ကျော်တဲ့ကကလေးသူငယ်6ဦးပါဝင်ပြီးအသက်ငယ်ဆုံးမှာလေးလသားအရွယ်ကလေးငယ်ဖြစ်နေတယ်လို့တရေရင်းမြစ်ထံကသိရပါဗျ။တပ်ပြမလာလျက်ကလည်း စစ်ကိုမျိုးနဲ့လက်ပါလာချေရွာကိုတိုက်လေရင်နဲ့ဘုံရှိပြီးနောက်ဆက်တန်တန်နဲ့ပါပိခတ်ရမှာအယက်သားပြည်သူနှစ်ဦးတေဆုံးခဲ့ပါတယ်။လက်ပါလာရွာဟာမန္တလေးမြို့ကကလမပေါ်ကလူစီကားတဲ့ရွာကြီးဖြစ်ပြီးအိမ်ချေထောင်နဲ့ချီရှိပါတယ်။လက်ပါလာရွာအပါဝင်စစ်ကိုနေတနေလုံးကိုမန္တလေး PDF ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက2024ဇူလိုင်လ18ရက်မှာအပိတ်သတင်းပိုက်ခဲ့ပြီးမန္တလေးတိုင်းအတွင်းပထမဆုံးသတင်းပိုက်နိုင်ခဲ့တဲ့မြို့ဖြစ်ပါတယ်။ ။အယူဂျီဆိုရာလူခွင့်ရေးဝန်ကြီးဌာနကတော့2023ခုနှစ်ကနေ2025မှ26ရက်အတိစကောင်စီတက်ကလေးချောင်းတိုက်ခိုက်မှု2190ကျင်းပြုလုပ်ခဲ့ပြီးဒီတိုက်ခိုက်မှုကြောင့်ကလေး382ဦးသေဆုံးတယ်လို့မလ28ရက်မှာထုတ်ပြန်ထားပါဗျ။ အာနာတိတ်စစ်ကောင်စီနဲ့ချုပ်ဆိုထားတဲ့စာချုပ်ဟာရေရှည်တည်တံ့ခံရတဲ့ရင်းနှီးမြှုပ်နှံမှုအတွက်အကျိုးမရှိဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG သမရယုံပြောရေးဆိုခွင့်ရှိသူဥချုံစောကပြောဆိုလိုက်ပါတယ်မလဆန်ပိုင်ကရုရှားစီတွားရောက်ခဲ့တဲ့စစ်ကောင်စီခေါင်းဆောင်ရဲ့ခရီးစဉ်တွင်ရုရှားသမ္မတပူတင်နဲ့နားလည်မှုစာချုပ်တွေသဘောတူစာချုပ်တွေလက်မှတ်ရေးထိုးခဲ့ကြတာကိုအယူဂျီနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားအစိုးရထံစာရေးသားပေးပို့ကန့်ကွက်ခဲ့တယ်လို့ဒီနေ့မလာ၁၈ရက်နေ့မှာပြည်သူလူထုနယ်နိုင်ငံတကာသို့သတင်းဆက်ကားပြောကြားခြင်းစီစဉ်မှာ UNG သမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောပါတယ်။ ဆရာနာတဲ့နဲ့2021ခုနှစ်ဖေဖော်ဝါရီလတရက်ကစပြည်မြောင်းနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ပတ်သက်လို့ခွင့်ပြုမဲ့အတည်ပြုမဲ့ထုတ်ပေးတာကိုရက်ဆိုင်ထားရမယ်လို့ UNG ဆိုရကကြေညာထားခဲ့ပြီးဖြစ်တယ်လို့2021စစ်တပ်အာဏာမသိမ်းခင်ကမြန်မာနိုင်ငံနဲ့နိုင်ငံများကြားချုပ်ဆိုထားတဲ့စာချုပ်တွေသဘောတူညီချက်တွေကိုပဲတာဝန်ယူဆောင်ရွက်မှာဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်တရားမဝင်တဲ့ စစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MICC ကခွင့်ပြုမဲ့အတီးပြုမဲ့တွေတောင်းယူပြီးရင်းနှီးမြှုပ်နှံမှုတွေမလောက်ဆောင်ဖို့နဲ့စစ်ကောင်စီခွင့်ပြုချက်နဲ့ဆောင်ရွက်စေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဟာလည်းရပ်ဆိုင်ချကြဖို့အထူးတတိပေးလိုတယ်လို့ NUG သမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောပါတယ်အနာသိစကောင်စီခေါင်းဆောင်ရဲ့ရုရှားခရီးစဉ်အတွင်းအနုမျိုးစွမ်းအင်ပူပိဗေဒဓာတ်တတုချဖွေရေးစီးပွားရေးရင်းနှီးမြှုပ်နှံမှုအကောက်ခွန် ညာရေး၊ကျန်းမာရေး၊အကစားစားတဲ့နေပေတွေမှာသဘောတူစာချုပ်နဲ့နားလည်မှုစာချုပ်လွှာစုစုပေါင်းစေခုလက်မှတ်ရေးထိုးခဲ့ပါတယ်။ကရင်ပြည်နယ်ဖအန်ခရိုင်နှိုင်းပွေးမြို့နယ်ထဲကကရင်အမျိုးသားစီယုံ KNU တပ်မဟာခွန်းနဲ့ဌာနချုပ်ကိုဒီကနေ့မှလ18ရက်မနက်အစောပိုင်းမှာစစ်ကောင်စီကကာမီကာဇေဒရုန်းနဲ့တုံးကျိန်တိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါဗျ။ ဒီတိုက်ခိုက်မှုအတွင်းကရင်မျိုးသားလူမျိုးရဲတပ် KNLA စစ်ဦးစီးချုပ်စောဂျော်နီအိမ်အပတ်ဝန်းကျင်ကိုကြားရောက်ပောက်ကွဲတာဖြစ်ပေမဲ့ထိခိုက်မရှိဘူးလို့သတင်းအရေးမြစ်ကပြောပါတယ်။ KNU တပ်မဟာခွန်လင်းနေမြေလှိုင်းပွေးမြို့နယ်ပိုင်ကျုံမြို့နယ်ခွေရဲတွင်းမှရှိတဲ့စစ်ကောင်စီခြေလင်းတပ်ရင်းခလာရ31ပူလူတူခြေကုပ်စခန်းကိုကရင်မျိုးသားလူမျိုးရဲတပ်မတို့ KNLA နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့မတ်လ14ရက်ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် KNU တပ်မဟာခုနှစ်ဌာနချုပ်နေရာကိုဒရုန်းဖြင့်တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလ22ရက်နဲ့2025ခုနှစ်ဇန်နဝါရီလ31ရက်တုန်းကလည်း KNU ဌာနချုပ်နေမြေကိုစစ်ကောင်စီက drone နဲ့တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။